အားလုံးမင်္ဂလာပါရှင်။ဒီမှာကိုရီးယားဘာသာစကားကိုသင်ကြားပေးမယ်ဒေါ်ရနာပါ။ကိုရီးယားဘာသာစကားကိုသင်ကြားပေးခဲ့တာ7နှစ်ကျော်ပါပြီ။ရန်ကုန်နိုင်ငံဘာသာတက္ကသိုလ်ကနေကိုရီးယားမေဂျာဒီပလိုမာနဲ့ဝေရထားပါတယ်။ကိုရီးယားဘာသာကိုအခြေခံနေစပြီးစနစ်တကျနဲ့နားလည်လို့ရအောင်အပြင်မှာလက်တွေ့အနီးကသင်တန်းတက်နေရသလိုမျိုးသင်ကြားပေးမှာဖြစ်ပါတယ်။အရေးဆိုအရေးအဖတ်ဆိုအဖတ်အတန်အတွက်ဆိုအတန်အတွက် စာသဖြင့်သင်ခန်းစာတစ်ပိုင်းချင်းတစ်ပိုင်းချင်းကိုမပြင်းမရီပဲနဲ့တေချာလေးလိုက်လုပ်ပေးပါသင်ခန်းစာတွေကိုစိတ်ဝင်တစားနဲ့တေချာလိုက်လုပ်ပြီးမယ်ဆိုရင်သင်ယူရတာမခက်ခဲဘူးလို့အာမခံပါတယ်ပျော်ရွှင်စရာကိုရီးယားဘာသာစကားသင်တန်းလေးဖြစ်ပါစေရှင်ကိုရီးယားဘာသာကိုသင်ယူရမယ်ဆိုရင်အခြေခံအကြောင်းဖြစ်တဲ့ဘီတရာအသက်တို့ကိုတည်ထားရပါမယ်နံပါတ်1ကဘီပါ ဘီ14လုံးနဲ့ပေါင်းဆက်ပြီး5လုံးစုစုပေါင်း19လုံးရှိပါတယ်။မြန်မာလိုကတော့ကာရောခါရောဂါရောပါမြန်မာမှာဆိုရင်တော့ဘီက33လုံးရှိပါတယ်။နံပါတ်2ကတော့တရပါတရက21လုံးရှိပါတယ်။တဝေထိုးတို့ရေးချတို့တချောင်းငင်တို့ကတရတွေပါနံပါတ်3ကတော့အတက်အုပ်စု9ခုရှိပါတယ်။ကာတတို့ပတတို့မာတတို့ဇာတဖြစ်ပေါ့နော်။ပထမအုပ်ဆုံးတည်ကြပြီးမှာက B16 လုံးပါ ဘီးကိုရေးတဲ့အခါမှာကိုဘက်ကနေအပြင်ဘက်ကိုအပေါ်ကနေအောက်ကိုဆွဲရပါတယ်။ဖြောင်းမြက်မဆွဲရပါဘူး။ဘီးစလုံးတိုင်းမှာဆွဲချက်တွေရှိပါတယ်။အနည်းဆုံးတစ်ချက်ကနေအများဆုံး၄ချက်ထိပါ။ဘီးတွေကိုဆွဲနည်းမမှန်လေးနဲ့စနစ်တကျလိုက်ပြီးရေးကြည့်ပြီးပါ။ဘီးစလုံးတွေကိုရေးတဲ့နေရာမှာအရန်ကြီးရင်အဆင်မပြေပါဘူး။အစာရေးကစားမှာဗလာဆောင်မြင်းချောင်းရဲ့တဝက်လောက်ဆိုရင်ရပါပြီ။အရင်ဆုံးဘီးစကိုလုံးကိုပြောပြပေးမှဖြစ်ပါတယ်။အခု လာစာအုပ်ထဲမှာကိုယ့်အကိုရေးတော့မယ်ဆိုရင်ဒီပုံစံအနေထားနဲ့မြင်ရမှာဖြစ်ပါတယ်ကိုယ့်အကိုဗလာစာအုပ်ထဲမှာရေးချပြီးတော့လေ့ကျင့်နိုင်ပါတယ်နံပါတ်1က B 16လုံးဆိုရင်ဒီလိုပုံစံလေးပါနေတရာ21လုံးတဝေထိုးလို့ရေးချတော့တချောင်းငင်တို့ဒီလိုရေးရပါမယ်အသက်အိုးစုကတော့ခုနှစ်ခုပါကာသက်တို့ပါသက်တို့မာသက်တို့ဒီလိုပုံစံလေးစာအုပ်ထဲမှာပြင်ပြီးရေးရမှာဖြစ်ပါတယ်အရင်ဆုံး B 16လုံးကို ပြောပြပေးမှာဖြစ်ပါတယ် B တွေကိုဆွဲတဲ့အခါမှာသူ့ကိုတတိထားမယ်အချက်ကကိုယ့်ဘက်ကနေ အပြင်ဘက်ကိုဆွဲရမှာဖြစ်ပါတယ်ပြီးရင်အပေါ်ကနေအောက်ကိုဆွဲရမှာဖြစ်ပါတယ်ပြောင်းပြန်ပြန်လာလို့မရပါဘူးအရင်ဆုံးနံပါတ်1ဘီးလေးရတော့ဂါပါဂါငယ်မဟုတ်ဘူးဂါလို့ခေါ်ပါတယ်တတန်နဲ့ထွက်တဲ့ဂါပါသူ့ကိုရေးတဲ့အခါမှာဆွဲချက်က1 2 3လေးဆွဲချက်တွေကဒီမှာရေးထားပါတယ်အဲ့တော့သူ့ကိုရေးတဲ့အခါမှာဆွဲချက်ကတစ်ချက်ပဲရှိပါတယ်အဲ့တော့ဒီလိုရေးပါမယ်ဂါသူ့ကိုမြင်းပေါ်မှာရေးရင်ဒီမှာတစ်ချက်ပဲဆွဲပါမယ်1 2 3 4 တိ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 လောလောဆယ်မှာခါအောင်မမှတ်မိလဲကိစ္စမရှိပါဘူးဆွဲချက်တွေကိုတိထားရင်အရင်ဆုံးကြာပါပြီပြီးရင်နံပါတ်1ဘီလေးရတော့သူ့နာလို့ခေါ်ပါတယ်နာငယ်လို့အတန်မထွက်ပါဘူးเนาะသူ့ကိုရေးတဲ့အခါမှာဆွဲချက်ကတစ်ချက်ပဲရှိပါတယ်သူ့ကိုရေးရင်မြောက်မှာရေးရင်တိတိတိ ဒီဒီလိုရေးပေးရပါမယ်။ပြီးရင်နောက်နံပါတ်3ဘီးလေးကတော့သူ့ကိုဓာလို့ခေါ်ပါတယ်။ဓာရေးမဟုတ်ဘူးဓာပါ။ဓာကတော့သူ့ကိုဆွဲရင်ဆွဲချက်2ချက်ရှိပါတယ်။အပေါ်မှာတစ်ချက်၊ဘေးရတစ်ချက်အားလုံးပေါင်း2ချက်ပါ။သူ့ကိုရေးရင်၄၄၄၄နဲ့ဒီလိုလေးရေးပေးရပါမယ်။ပြီးရင် နံပါတ်၄ဘီလီရတော့သူ့ကို ra လို့ခေါ်ပါတယ် ra ဆိုတဲ့ ra တန်မှာ ra ကိုရေးတဲ့အခါမှာဆွဲချက်ကတစ်ချက်မြင်းတို့လေးတစ်ခုပါပါမယ်အလဲရတစ်ချက်အောက်ကပိတ်တာတစ်ချက်အားလုံးပေါင်း၃ချက်ပါသူ့ကိုရေးတဲ့အခါမှာ၁၂၃၁၂၃၁၂၃ 3ချက်ရှိပါတယ်။ပြီးရင်နံပါတ်5ဖြီးလေးရတော့သူ့မလို့ခေါ်ပါတယ်။ဆွဲချက်ကအပေါ်ကနေအောက်ကိုတစ်ချက်ပြီးရင်ဘေးကတစ်ချက်နှစ်ချက်အောက်ကပိတ်တာတစ်ချက်3ချက်ပါ။ဆွဲရင်3 3 3 3 3အားလုံးပေါင်း3ချက်ပါ။နံပါတ်6ဖြီးလေးရတော့ဘာလို့ခေါ်ပါတယ်။ ဘာလက်ချိုင်တန်းနဲ့ဘာကုန်းတန်းဘလို့ပဲအတန်ထွက်တဲ့အတူတူပါပဲသူ့ကိုရေးတဲ့အခါမှာဆွဲချက်က၄နေ၃လေးအလုံးပေါင်း၄ချက်ပါအဲတော့ရေးရင်၄နေ၃လေး၄နေ၃လေး၄နေ၃လေး၄ချက်ပါသူ့ကိုရေးတဲ့အခါမှာဒီလိုဆွဲတဲ့အခါမှာအလယ်မြင့်ကဘေးကိုဖြတ်ထွက်လို့မရပါဘူး ပြီးရင်နံပါတ်9ဘီးလေးရတော့သူ့ကိုဆလို့ခေါ်ပါတယ်ဆလေးတန်းဆပါဒီဆကိုရေးတဲ့အခါမှာအကျန်းပြရမယ်ဆိုရင်ဒါက90ဒီဂရီပါ90ဒီဂရီရဲ့တဝက်45ဒီဂရီလောက်ဒီအဆောင်လေးကိုစောင်းရပါမယ်အဲ့တော့သူ့ကိုရေးတဲ့အခါမှာ45ဒီဂရီလောက်စောင်းပါမယ်တစ်ချက်ပြီးနောက်ထပ်တစ်ချက်နှစ်ချက်အဲ့တော့သူ့ကိုအရင်45ဒီဂရီစောင်းမယ်အလဲရနေနောက်တစ်ချက်ပြန်ထွက်မယ်နှစ်ချက် ဒေနေ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 တက်နိုင်ဆုံးဆောင်းဆောင်းလေးဆွဲပေးရပါမယ်။ပြီးရင်နံပါတ်၈ဘီလေးရတော့အာပါ။သူ့ကိုလောလောဆယ်မှာအတန်မရှိဘီလို့မှတ်ထားပေးရပါမယ်။တို့ရေးတဲ့အခါမှာ အပေါ်ကိုတစ်ချက်ပဲဆွဲရပါမယ်တေ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  ပြီးရင်နံပါတ်6ပြီးလေးကိုတော့သူ့ကိုဂျာလို့ခေါ်ပါတယ်။ဆွဲတဲ့အခါမှာတခါတယ်ဆွဲချပါမယ်။တနဲ့အဲတော့သူ့ကိုရေးတဲ့အခါမှာတနဲ့တနဲ့တနဲ့ပြီးရင်နောက်ထပ်နံပါတ်10ပြီးလေးကတော့သူ့ကိုချလို့ခေါ်ပါတယ်။သူ့ကိုရေးတဲ့အခါမှာတနဲ့ 3စုစုပေါင်း3ချက်ရှိပါတယ်။တစ်ချက်၊နှစ်ချက်၊3ချက်၊တစ်ချက်၊2ချက်၊3ချက်၊တစ်ချက်၊2ချက်၊စုစုပေါင်း3ချက်ပါ။ပြီးရင်နံပါတ်7ဘီလေးကိုတော့ခါလို့ခေါ်ပါတယ်။ဆွဲတဲ့အခါမှာ1 2တစ်ချက်၊နှစ်ချက် တစ်ချက်နှစ်ချက်တစ်ချက်နှစ်ချက်သူ့ကိုရေးတဲ့အခါမှာလည်းဒီလိုအနောက်ကိုဖြတ်ထွက်လို့မရပါဘူးအတီလေးရေးပေးရပါမယ်အဲ့တော့၄နှစ်ဒီလိုလေးပါပြီးရင်နံပါတ်၁၂ဘီလေးရောတော့သူ့ထလို့ခေါ်ပါတယ်သူ့ကိုရေးတဲ့အခါမှာအပေါ်မှာ၄အလဲမှာ၄နှစ်ပြီးရင်အောက်ကပိတ်တာတစ်ချက်၃ချက်ပါအားလုံး၄၂၃တင်းနှစ်သုံးတင်းနှစ်သုံး 1နှစ်3အားလုံးပေါင်း3ချက်ဖြစ်ပါတယ်။နံပါတ်73ကြီးလေးကိုတော့ဖားလို့ခေါ်ပါတယ်။သူ့ကိုရေးတဲ့အခါမှာ1 2 3 4 1234 1234ကျအားလုံးပေါင်းစုစုပေါင်း၄ချက်ပါနံပါတ်၁၄ဘီလေးရတော့သူ့ဟာလို့ခေါ်ပါတယ် သူ့ရေးတဲ့အခါမှာ1 2 3အလုံးပေါင်း3ချက်ပါ1 2သလုံးနဲ့ပြီးတွေဟာနံပါတ်14အထိပါပဲနံပါတ်15စာပြီးတော့နှလုံးနဲ့ပြီးတွေဖြစ်ပါတယ်သလုံးနဲ့ပြီးတွေကိုနှစ်ခုတွဲရေးလိုက်ပြီးတော့နှလုံးတွဲပြီးလေးတွေပုံစံဖြစ်သွားတာပါသူ့ရေးတဲ့အခါမှာဂါနှလုံးပေါင်းထားတာကိုသူ့ကိုကလို့ခေါ်ပါတယ် ဆွဲရင်တတအဲ့တော့သူတို့နှစ်ခုကိုထီပြီးရေးရင်တတတတအဓိကကားလေးနှလုံးကိုထီပြီးရေးပေးရပါမယ်တနှစ်နံပါတ်16ဘီလေးကိုတော့တာလို့ခေါ်ပါတယ်ရှေ့ရခုနရေးခဲ့တဲ့ဓာတ်ကိုနှလုံးပူပြီးတော့ရေးထားတာဖြစ်ပါတယ်တအဲ့တော့ဓာတ်ဆွဲတဲ့အချိန်မှာနှစ်ချက်ဆွဲရပါမယ်တ နေတနေအဲ့တော့တနေတနေတနေအဓိကစလုံးလေးတွေကိုထိပြီးရေးပြရမှာပါတနေတနေပြန်နမဆက်ခွန်ကြီးလေးရတော့သူပလို့ခေါ်ပါတယ်။ဘာနှလုံးကိုတွဲပြီးတော့ရေးထားပြီးပလို့ခေါ်တာပါ။ သူ့ကိုရေးတဲ့အခါမှာတော့ဘာကိုရေးသလိုပါပဲ1 2 3 4အဲ့ဒါကိုနှစ်ခုပူပြီးရေးထားတာပါ1 2 3 4 1 2 3 4 1 2 3 4 1 2 3 4ဒီနှစ်34ဒီနှစ်34ဒီနှစ်34သူကပါပါနံပါတ်68 B လေးကိုတော့စလို့ခေါ်ပါတယ်သူကခုနစလိန်တန်းစကိုနှစ်ခုတွဲပြီးရေးထားတာဖြစ်ပါတယ် တင်းနှစ်တင်းနှစ်အဲ့တော့သူ့ကိုရေးတဲ့အခါမှာဒီလိုဖြတ်ဝင်ပြီးရေးလဲရပါတယ်ဒီလိုနှစ်ခုထိနေလဲရပါတယ်ကြိုက်တဲ့ပုံစံနဲ့ရေးလို့ရပါတယ်တင်းနှစ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 ်ပြီးရင်နံပါတ်19ဘီလီကိုတော့ကြာလို့ခေါ်ပါတယ်သူ့ကိုရေးတဲ့အခါမှာတော့တနေတနေအဲ့တော့ဂျာနှလုံးကိုပူရေးလိုက်ပြီးတော့ ကြာလို့ခေါ်တာပါဒေနေ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 ဒါကတော့ကြီး၁၉လုံးဖြစ်ပါတယ်ဗီဒီယိုအနည်းဆုံးမြင်းချောင်း၂ချောင်းကနေ၃ချောင်းစာလောက်အရေးလေ့ကျင့်ပေးပါဒီထက်ပိုပြီးလေ့ကျင့်လို့လည်းရပါတယ်ဒါမှလရေးလက်သားလှပြီးတော့အသားကြမှာပါဒီနေ့သင်ခန်းစာတော့ဒီလောက်ပါပဲနောက်သင်ခန်းစာမှာပြန်တွေ့ပါမယ်ရှင်